ညံအားကောင်းခြင်းပါတယ်ဘာလို့ရမလဲစကားပြောကောင်းဖို့အတွက်ဘာလို့အပ်တယ်လဲနော်ပတ်စံဘယ်လိုလွှဲရမလဲအဲအဲ့မိငုံသုံးခုမှာအဲ့ပတ်စံဘယ်လိုလွှဲရမလဲမိငုံတော်တော်ကောင်းတယ်ညံအားကောင်းဘယ်လိုလုပ်ရမလဲဟုတ်လားပတ်စံဘယ်လိုလွှဲရမလဲအဲ့မိငုံတော်ကြိုက်သွားစရနော် အားလုံးလည်းပျော်ရွှင်စေချင်ပါတယ်နော်အောင်မြင်ဖို့အတွက်ဓာတ်ရိုက်စကားပြောရဆိုမှဆိုးဆိုးပြေပြေလေးဖြစ်တာပေါ့ဒါကြောင့်လည်းဟာတာလေးတွေထည့်ပေးရတာခွန်အားအနည်းနဲ့အများအင်အားအများဟုတ်တယ်နော်ဒါကျွန်တော်ထင်တာပြောတာအားလုံးလည်းဒါလက်ခံမယ်လို့ထင်ပါတယ်တစ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 ်နဲ့ live လေးပြီးသွားရပါတယ်တဲ့နော် internet line လေးကောင်းဖို့လိုအပ်တာပေါ့နော် ကဲဟုတ်ပြီအဲ့တော့ခုနကဟာလေးတွေပြန်ပြီးတော့မေးပါအောင်နော်ညံအားကောင်းဘယ်လိုလုပ်မလဲနောက်တစ်ခုမေးခွန်းအောင်ပါလေကျွန်တော်ခုနကဖတ်လိုက်ပါတယ်နော်ပတ်စံလွယ်ဘယ်လိုလွှဲရမလဲမအာယုံရောက်သွားအဲ့လူမလည်းအဲ့လိုကိုရုပ်ရဲ့ခွန်အားရှိတယ်လို့ဉာဏ်ရဲ့ခွန်အားလည်းရှိတယ်လေဉာဏ်ပညာအတိဉာဏ်ပညာခွန်အားညာနာဘလဘလဖြစ်ဖို့လို့ဘလငါးဟာတန်ဆိုကြားဘူးတယ်မလားဘယ်သူကြားဘူးလဲဘလငါးတန်ဘလငါးတန်လေ ရှိတယ်မလားဗလငါတယ်ဗားလေးလဲအားလုံးသိတာကာယဗလကိုသိကာယဗလခန္ဓာကိုယ် strength ဖြစ်တာနောက်ဗားလေးရှိသေးလဲဗာဗလလေးရှိသေးလဲညာနာဗလအဲဉာဏ်ပညာရဲ့ခွန်အားကာယဗလခန္ဓာကိုယ်ရဲ့ခွန်အားကာယပလရအောင်မလို့လုပ်မလဲ။ဝိတ္တိမရတယ်။အာဟာရတွေဖြည့်ရတယ်။ဟုတ်တယ်မလား။စားရတယ်။ ခန္ဓာကိုကြီးထွားတန်မောင်လို့အညံအားကောင်းလည်းဒီတိုင်းပဲလေအစိတ်ဒါဗလမိတ်ဒါဗလဟုတ်တယ်မလားမိတ်ဆွေအားကောင်းဘောဂဗလပစံချမ်းသာလားညာနာဗလဉာဏ်ပညာမှာ strength ခွန်အားရှိလားနော်အားဖြည့်ဖို့လိုတာပေါ့အားရှိခြင်းအားဖြည့်ဖို့လိုတယ်ဉာဏ်အားရှိခြင်းဉာဏ်အားဖြည့်ကိုအားရှိခြင်းခန္ဓာကိုအာဟာရဖြည့်ပါခန္ဓာကိုအာဟာရ ပြည့်စုံသောအစာအာဟာရတွေရှိသလိုဉာဏ်ကိုအားဖြည့်ပြီးတဲ့အသိပညာ knowledge တွေเนาะအခုဒီလိုမျိုး live လေးတွေမှာဝင်ရောက်ဆွေးနွေးတာနားထောင်တာဒါကကျွန်တော်တို့ဉာဏ်အားကောင်းပြုလုပ်နေခြင်းဖြစ်ပါတယ်။အုံတော့အသိဉာဏ်ထက်မြက်လောင်လေ့ကျင့်ပေးနေခြင်းဖြစ်ပါတယ်။အဲ့တော့အခုလာမယ့်ကျွန်တော်တို့ရဲ့ life and success group ကလည်းအဓိကတော့ဒီရမိတ်ဆွေဉာဏ်အားကောင်းဖို့လဲပါဝင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ စနေတနင်္ဂနွေဘုဒ္ဓဟူးတိုင်းစနေတနင်္ဂနွေဘုဒ္ဓဟူးတိုင်းကိုယ့်ရဲ့ဘဝအတွက်အတွေးတွေအောင်မြင်ဖို့အကြောင်းတွေဒါတွေကိုလှုပ်လာတဲ့အခါမှာအဲ့တနှစ်လုံးပြီးသွားတဲ့အခါမှာကိုယ့်အုံနောက်ကအရင်2019တွေ2020လေးထက်စာလို့ရှင်အုံနောက်ကပုံကြီးမာလာအုံနောက်ကပုံကြီး strength ပုံဖြစ်လာအတိညာမှာပုံကြီးခွန်အားရှိလာတယ်စိတ်ဓာတ်မှာပုံကြီးခွန်အားရှိလာတယ်အခုဒီ live တွေကိုပုံမှန်ကြည့်နေတဲ့သူတွေရှိလိမ့်မယ်နော် ရင်တော့မကြည့်ခဲ့တဲ့အခြေအနေနဲ့အခုကြည့်တဲ့အခြေအနေနဲ့တနည်းတခြားမတူကွဲပြားလာတယ်ဆိုတာလေးတွေကိုသိရှိရမှာဖြစ်တယ်ဟုတ်တယ်နော်ဒါကဘာလဲဆိုတော့အမြဲတမ်းလေ့ကျင့်ခန်းလုပ်နေလို့ပုံမှန်လေ့ကျင့်ခန်းအခုစနေတနင်္ဂနွေပုတ်တော့ဟူ life and success ကလည်းပုံမှန်လေ့ကျင့်ခန်းဖြစ်တယ်ဘာလေ့ကျင့်ခန်းလဲဆိုတော့ကျွန်တော်တို့ရဲ့အုံနောက်ကမှုမတက်နေတော့ကျွန်တော်တို့အုံနောက်ကတန်ကြီးတက်မနေတော့အုံနောက်ကအမြဲတမ်းအလုတ်လုံနေတာနားထောင်လေဒီဖုန်းကတစ်ဆင့် online ဘောကတစ်ဆင့်နားထောင်လိုက်စဉ်းစား နော်အဲ့တော့ပျော်ရွှင်လိုက်လေလာလိုက် မေးမြန်းလိုက်တီလိုက်အဲဒါမျိုးလေးတွေလုပ်နေတဲ့ချိန်မှာသူ့အုံနောက်ရဲ့စွမ်းဆောင်ရည်တွေပို့ပြီးတက်လာတယ်အုံနောက်ရဲ့အရေးအသွေးတွေပို့ပြီးတော့တက်လာတယ်နောက်တလူစကားမျိုးတွေဒါကြောင့်လည်းဒီဟိုတရားနာတယ်လို့တရားစကားတွေနားထောင်တယ်လို့အသိပညာပါသောစကားတွေနားထောင်တယ်ဆိုတာသူကစိတ်ထားဖွေးလက်တိညာထက်ဤဆိုတဲ့တဘာဝရှိတယ်ပင်ကိုယ်တဘာဝဖြစ်လာစေတယ်စိတ်ထားဖွေးလက်တိညာထက်ဤဓမ္မစကားဆိုတဘာဝနဲ့ရှင်သောစကားတွေ ကောင်းတော့ကောင်းတဲ့စကားတွေနော်ဒါတွေပြောရင်သတိထားရတယ်တော့ကြာနေတင်ပဖရားတို့တာတုခေါ်ပါတယ်လို့ပြောရင်ကျွန်တော်ဘုန်းကြီးကဝတ်ရအောင်မနေထိုင်တယ်ဟုတ်တယ်မဟုတ်လားအဲ့တော့ဒီ life and success group နဲ့ပတ်သက်ပြီးတော့တည်ခြင်းတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ messenger နော်ချက်ပေါက်မှာတွားရောက်ပြီးတော့ LNS ပေါ့ life and success ရဲ့အတူကောက်ပေါ့ L ရဲ့ and sign လေးရဲ့နော် LNS ပေါ့အဲ့ဒါလေးကိုရေးလိုက်ပါနော်ရေးလိုက်ရင် group တွေကိုတို့တွေ join ဖို့အတွက်ဆောင်ရွက်ပေးပါလိမ့်မယ်။အဲကျေးဇူးပါအပုတ်တိုင်းကအရန်ကောင်းနေတယ်။အဲ့တော့အပုတ်တိုင်းမှာအားလုံးအတိတ်အတိတ်တွေသိစေချင်တော့ကျွန်တော်လည်းမလုပ်ရလဲဆိုတော့အတိတ်အတိတ်ထက်ထက်ပြီးတော့လေ့လာရတာပေါ့။ဘာပြောရင်ကောင်းမလဲ။ဘာပြောရင်ကောင်းမလဲ။နော်။အာခွန်အားနဲ့အင်အားနဲ့ဘာကွာလဲ။နော်။အာစာလုံးပေါင်းကွာပါတယ်။နော်။အားအားတော့အားဖမယ်။ခွန်အားနဲ့ ဲ့တော့ကျွန်တော်ထင်တာလေးပြောကြည့်ကြည့်မယ်နော်ခွန်အားနဲ့အင်အားနဲ့ပါကွာတယ်လို့ထင်တာပေါ့တကယ်ဟုတ်မဟုတ်တော့ကျွန်တော်လည်းမသိဘူးသို့တော်လည်းတွေးလိုက်ရင်စကားလုံးတွေပေါ်မှာအဓိပ္ပာယ်ရှိတယ်။ဒါဆိုအဓိပ္ပာယ်မရှိဘဲနဲ့ဒီစကားလုံးတွေကိုခွဲထားခြင်းမှာခွဲထားမှာကျွန်တော်တို့မြန်မာဝေါ်ဟာရကပို့ပြီးတော့ကြွယ်ဝတယ်။အဲ့တော့ speaker လောက်တာချင်းတူမြန်မာ speaker လောက်တဲ့သူတွေကဝေါ်ဟာရပို့ပြီးတော့ပိုင်းနိုင်တယ်နော်။ဟိုအင်္ဂလိပ်မှာရှိတဲ့ဝေါ်ဟာရတစ်လုံးနှလုံးဆိုပြီးမြန်မာမှာဝေါ်ဟာရအရန်အောင်များဟုတ်တယ်မလား။အဲ့ဒီလိုမျိုးဖြစ်တယ် ဲ့တော့ခွန်အားအဲလူတယောက်မှသူ့မှာခွန်အားရှိတယ်တခြားလူတွေစီမှာလည်းသူခွန်အားနဲ့သူရှိတယ်ခွန်အားကိုစီရှိကြတယ်နောက်အဲ့ခွန်အားတွေအလုံးစုပေါင်းလိုက်တော့အင်အားဆိုတာကြီးဖြစ်လာအင်နဲ့အားနဲ့ဖြစ်လာအများရဲ့ခွန်အားတွေကိုစုလိုက်အင်အားကြီးတစ်ခုဖြစ်လာဟုတ်ပြီနော်ဥပမာအဲရန်သူအင်အားဘယ်လောက်ရှိတယ်လဲဟောရန်သူရဲ့အင်အားရန်သူခွန်အားဘယ်လောက်ရှိလဲလို့ပြောတာမဟုတ်ရန်သူရဲ့အင်အားဘယ်လောက်ရှိတယ်လဲဒီလိုမျိုးတွေမေးတာနော်ငါတို့နော်ရဲ့အာ အဖွဲသားတွေရဲ့အင်အားကတော့အားရစရာပဲသူတို့ရဲ့အင်အားဟုတ်ပြီနော်ကိုယ်ဝန်တန်းတွေရဲ့အင်အားနော်အင်အားဘယ်လောက်ရှိသလဲဆိုတော့လူဦးရေဘယ်လောက်များများအင်အားရှိတယ်လဲဒီလိုမျိုးမေးတာနော်ဥပမာဝန်တန်းအင်အားဘယ်လောက်ရှိတယ်လဲဒီလိုမျိုးမေးတာဝန်တန်းခွန်အားဘယ်လောက်ရှိတယ်လဲခွန်အားကြတော့ကျွန်တော်ထင်တာတယောက်ချင်းစီရဲ့သူ့ရဲ့ strength ဟိုကကြတော့ဟိုပါဝါဖြစ်သွားပြီစုပေါင်းစွမ်းအားကြီးဖြစ်သွားပြီပါဝါကြီးဖြစ်သွားပြီအဲထင်တာပြောတာနော် ဒါပေမဲ့လည်းတင့်တော်ပါတယ်เนาะဟုတ်တယ်မလားတင့်တော်မှာပါအဲ့တော့ကိုကဒီလိုမျိုးဟိုထင်တယ်ဆိုလို့ရှိရင်လည်းစကားပြောတဲ့အခါမှာကိုထင်တယ်ဆိုတဲ့အကြောင်းပြောဖို့လိုအပ်တယ်ဟိုမသိတာကိုမပြောဘူးအရေးကြီးတယ်လို့မသိရင်လည်းမသိဘူးဒါပေမဲ့ကျွန်တော်ရဲ့အမြင်ကတော့ကျွန်တော်ရဲ့အထင်ကတော့အဲ့ဒီစကားလေးကိုခံပြီးတော့ပြောတဲ့လေဒါဆိုလူတိုင်းစီမှာကိုယ့်ရဲ့သုံးသက်ချက်ကိုရှိအဲ့လိုမျိုးလေးတွေဖြစ်ပါတယ်เนาะ ခွန်အားဗလာဟုတ်တယ်ခွန်အားကဗလာတဲ့နော်အင်အားကခိုင်မာခြင်းနော်ခုနပြောအင်အားဘလောက်ရှိတယ်လဲကျွန်တော်တို့မှာဝန်ထမ်းအင်အား300ရှိတယ်ဆိုတော့ဝန်ထမ်းအင်အား2ဒီယူပြောခွန်အားကြတော့လူတယောက်ချင်းစီရဲ့နော်ခွန်အားတွေနော်အဲ့လိုမျိုးဖြစ်ပါတယ်အခုလိုဗီဒီယိုလေးတွေကိုအမြဲအားပေးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားဖို့အတွက် ဖိတ်ခေါ်ပါတယ် ားလုံးကိုကျေးဇူးတင်ပါတယ်